တည်ထောင်ခဲ့တဲ့နှစ်ပေါင်း၃၅နှစ်ပြည့်ချိန်မှာအာရခတက်တော်အေးဟာမြန်မာနိုင်ငံအနောက်ပိုင်းမှာရှိတဲ့ရခိုင်ပြည်ကိုထိန်းချုပ်လာနိုင်ခဲ့ပါတယ်။အရေးပါတဲ့၁၈မြို့နယ်နဲ့၁၅မြို့နယ်နဲ့ဘင်္ဂလားဒေ့နိုင်ငံနယ်စပ်၂81ကီလိုမီတာအပအဝင်ရခိုင်ပြည်နယ်ရဲ့နယ်မြေ၉၀ရာခိုင်နှုန်းအထိထိန်းချုပ်ထားပြီးဖြစ်ပါတယ်။အဲဒီစစ်စင်ရေးတိုးရှဲမှုတွေမှာအန်မြို့နယ်မှာရှိတဲ့အနောက်တိုင်းစစ်ဌာနချုပ်ကိုတမိုင်းဝင်သိမ်းယူမှုလည်းပါဝင်ခဲ့ပါတယ်။ အာရခတက်တော်ရဲ့အမ်းမြို့နယ်ရှိဆိုင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုတင်ပိုက်နိုင်ခဲ့ခြင်းဟာအေရဲ့စီရဲနဲ့အုပ်ချုပ်ရေးအတွက်အရေးကြီးတဲ့အောင်မြင်မှုတစ်ခုလည်းဖြစ်ပါတယ်။အာရခပြည်သူတော်လှန်ရေးအစိုးရ APRG မှတဆင့်အေဟာတရားစင်ရေးမှသည်ပြည်သူ့ကျန်းမာရေးအထိအဓိကကဏ္ဍများကိုစီမံအုပ်ချုပ်လျက်ရှိပြီးပြည်ထောင်စုသဘောတဘာဝကွန်ဖက်ဒရိတ်အစဉ်ဖြင့်ကိုပိုင်အုပ်ချုပ်မှုကိုအရှိန်မြှင့်လို့တဲ့ဆန္ဒကိုပြသနေပါတယ်။ရခိုင်ပြည်ရဲ့မဟာဗျူဟာမြောက်တည်နေရာသဘောဝတရားစတာတွေနဲ့ တရုတ်ကြောထောင်းနောက်ခံပြူထားတဲ့စီမံကိန်းမှနဲ့နှိစက်မှုကြောင့်အေရဲ့အားကောင်းလာမှုဟာဒေသရဲ့နိုင်ငံရေးနဲ့လုံခြုံရေးကိုပြောင်းလဲစေပြီးဆွေးနွေးမှုနဲ့တည်ငြိမ်မှုအတွက်အခွင့်အလမ်းနဲ့စိန်ခေါ်မှုနှစ်ရလုံးကိုဖြစ်ပေါ်စေခဲ့ပါတယ်။အာအသိမ့်ပွဲခုခံနိုင်စွမ်းနဲ့မဟာဗျူဟာတရက်ဖြစ်တဲ့အေဟာရခိုင်ပြည်အတော်အများများမှာတည်ဝင်မဟုတ်သေးတော့လေအာနာရသောအုပ်ချုပ်ရေးအဖွဲ့အဖြစ်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ APRG ကရခိုင်ကအခြားအာဏာပိုင်အစိုးရကဆောင်ရွက်ခဲ့တဲ့အုပ်ချုပ်ရေးတရားစီရင်ရေးနဲ့ပြည်သူဝန်ဆောင်မှုတွေမှာပါဝင်လာခဲ့ပြီး AA ရဲ့တရားဝင်အတိမပြုမှုဆိုင်ရာရှင်းပြမှုကိုအထောက်အကူပြုနေပါတယ်။ AA ရဲ့မြန်ဆန်တဲ့နယ်မြေချမ်းထွေမှုဟာမြန်မာစစ်တပ်နဲ့တင်းမာမှုတွေကိုပုံမှုအားကောင်းစေခဲ့ပါတယ်။မြန်မာစစ်တပ်ဟာ၎င်းတို့ရဲ့အာဏာကိုဆက်လက်ထိန်းချုပ်နိုင်ရန်ကြိုးစားရမှာရခိုင်ပြည်တွင်တွင်ဖြစ်ပေါ်နေသောအစုအဖွဲ့ကြားပြစ်ပခတွေကိုအုံချကာအာရဂန်ရိုဂျာကက်တင်ရဲ့တပ်မတော် ARSA နဲ့ရိုဂျာစီလုံးညညမှုအဖွဲ့ RSO ကဲ့သို့သောရိုဂျာလက်နက်ကင်အဖွဲ့စည်းတွေကိုတံပြန်တိုက်ခတ်ရန်အတွက်အုံချနေပါတယ်။ အဲ့ဒီလိုအုံချတိုက်ခိုက်မှုတွေဟာရခိုင်ဗုဒ္ဓဘာသာဝင်အများစုနဲ့ရိုဟင်ဂျာမု슬လင်လူနည်းစုချာမှာအထင်မြင်လွဲမှားမှုတွေကိုပုံမအားကောင်းစေခဲ့ပြီးကြုံကျင်မှုမရှိခြင်းနဲ့အကြမ်းဖက်မှုတွေကိုဆက်လက်ဖြစ်ပွားစေခဲ့ပါတယ်။အေဟာ APRG ရဲ့အုပ်ချုပ်ရေးရန်ရယာမှတဆင့်မျှတမှုရှိတဲ့ရခိုင်ပြည်ကိုတီထောင်ရန်ရည်ရွယ်ထားကြောင်းထုတ်ဖော်ပြောကြားထားတော်လဲရိုဟင်ဂျာများအပါအဝင်အားနည်းတဲ့ပေဒုက္ခလူမှုအတိုင်းဝန်များနဲ့ကြုံကျင်မှုတိစောက်ရန်လဲခက်ခဲနေစေဖြစ်ပါတယ်။အေရဲ့အောင်မြင်မှုဟာရခိုင်ပြည်မှာ ည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုရရှိရန်အတွက်သူရဲ့ပြည်သူတွေနဲ့ပြောဆိုဆက်ဆံနိုင်စွာနဲ့စူပေါင်းပါဝင်သောအုပ်ချုပ်ရေးစနစ်ကိုပေါ်ပြနိုင်မှုအပေါ်မူတည်နေပါတယ်။ရခိုင်ပြည်ရဲ့တဘာဝတည်ရန်စတာကြွယ်ဝမှုနဲ့ဘင်္ဂလားပင်လယ်ော်တစ်ချောက်မှာရှိတဲ့မဟာဗျူဟာကြာသောတည်နေရာတို့ကြောင့်၎င်းတို့သည်တရုတ်ရဲ့တခုလဲသောစီးပွားရေးလမ်းကြောင်းရဲ့အဓိကအချက်အချာတစ်ခုဖြစ်လာခဲ့ပါတယ်။ကြောက်ဖြူရင်နဲ့စေကန်နဲ့ရေတန်းွေပိုက်လိုင်းခဲ့သောစီမံကိန်းများဟာလည်းဒီဒေတာမှာပေကျင်းရဲ့စီးပွားရေးရည်မှန်းချက်များနဲ့ ပထဝီနိုင်ငံရေးဦးစားပေးမှုများကိုထင်ရှားစေခဲ့ပါတယ်။အဲ့ဒီစီမံကိန်းတွေဟာတရုတ်တက်တော့အရေးပါတဲ့စွမ်းအင်ရရှိမှုလမ်းကြောင်းများကိုလုံခြုံစေရုံသာမကအိန္ဒိယသမုဒ္ဒရာထဲသို့ဝင်ရောက်နိုင်မှုကိုလည်းမြင့်တင်ပေးထားကာ၎င်းတို့ရဲ့ဒေသဆိုင်ရာမဟာပြူဟာမှာရခိုင်ပြည်ဟာအထက်အချက်ချကြတဲ့နေရာအဖြစ်တည်ရှိနေပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့တရုတ်ရင်းနှီးမြှုပ်နှံမှုတွေဟာလက်ရှိပြည်ပခါတွေရဲ့တရုတ်မှုတွေကြောင့်ပုံမှုထိခိုက်လွယ်လျက်ရှိနေပါတယ်။စစ်စင်ရေးတည်တုံညနှစ်ခုစတင်ချိန်မှစပြီးတော့တော်လိုင်းအင်အားစုတွေဟာ တရုတ်ရင်းနှီးမြှုပ်နှံထားတဲ့စီမံကိန်း34ခုနဲ့23ခုကိုထိန်းချုပ်လိုက်နိုင်ခဲ့ပြီးရခိုင်ပြည်ချမ်းပြည်မြောက်ပိုင်းနဲ့အလဲပိုင်းမြေပြန်ဒေသတွေဟာအဓိကထိခိုက်မှုခံရတဲ့ဒေသတွေဖြစ်လာပါတယ်။ညီတော်မဟာမိတ်၃ဘက်နဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ဟာတရုတ်ရဲ့စီမံကိန်းတွေကိုဒိုက်ရိုက်တိုက်ခိုက်ရှင်းမှချောင်ကျင်းခဲ့ကြပါတယ်။တို့ရတွင်အစိုးရကံသားများကြောင့်2024ခုနှစ်အောက်တိုဘာလမှာမန္တလေးရှိတရုတ်ကောင်စစ်ဝင်ရုံးကိုစစ်ကောင်စီကိုထောက်ခံသည့်ဘူစော်တီလက်နက်ကင်အဖွဲ့ကတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီပြည်စင်ကတရုတ်မြန်မာတန်တမန်ဆက်ဆံရေး80နှစ်အတွင်းဒုတိယမြောက်ဖြစ်ရဖြစ်ပါတယ်။အဲ့ဒီရင်းနှီးမြှုပ်နှံမှုတွေကိုကာကွယ်ဖို့အတွက်တရုတ်ဟာမြန်မာစစ်ကောင်စီနဲ့ပူးပေါင်းကာပူးတဲ့လုံခြုံရေးကုမ္ပဏီတစ်ခုထူထောင်ရန်သဘောတူညီခဲ့ပါတယ်။စစ်ကောင်စီကလန်ဒန်နဲ့လုံခြုံရေးပစ္စည်းများထည့်သွင်းခြင်းကဲ့သို့သောပူးတဲ့လုပ်ငန်းအတွက်သဘောတူစာချုပ်မူကြမ်းရဲ့လက်တွေ့အကောင့်တွေဖော်မှုဆန်ရအချက်လက်တွေကိုပြန်လည်တုံ့တန်နေပြီ။အဲ့ဒီအစီအစဉ်ဟာမြန်မာနိုင်ငံရဲ့အရှုပ်ရှားအာဏာကိုမထိကိုက်စေရန်တေချာစေရေးကိုဥတီဆောင်ရွက်နေပါတယ်။အဲ့ဒီဆိုပြကြ စစ်ကောင်စီရဲ့အာဏာထိန်းထားနိုင်မှုနဲ့လုံခြုံရေးပေးနိုင်မှုတို့အပေါ်ဘေကျင်းအစိုးရကယုံကြည်မှုမရှိကြောင်းပြသနေပါတယ်။အဲ့ဒီလို့ရဒေတာရင်းပြည်ပခတွေကိုပုံမချုပ်ထွေးစေနိုင်ပြီးအနေရလည်းရှိပါတယ်။နိုင်ငံသားလုံခြုံရေးတပ်ဖွဲ့များရောက်ရှိလာခြင်းဟာဒေတာရင်းရှိ AA ပါဝင်တိုင်းဒေသလက်နက်ကိုင်အဖွဲ့များအားစိန်ခေါ်မှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။ AA ယခုကာလမှာရခိုင်ပြည်နိုင်အတော်အတန်ဩဇာလွှမ်းမိုးမှုရှိပြီးဖြစ်ပါတယ်။တရုတ်ရဲ့ယင်းနှိမ်မြုံနှံမှုတွေဟာမြန်မာစစ်ပွဲရဲ့အတွက်အရေးပါတော့လဲစစ်ကောင်စီနဲ့ပွင့်လင်းစွာပူးပေါင်းဆောင်ရွက်ခြင်းဟာ တိုင်းဒါလနာကိုင်းအင်အားစုများအပါအဝင်အခြားအကျိုးသက်ဆိုင်သူများကိုဝေးကွာစေနိုင်ပါတယ်။အဆိုပါပြိပခါများစီမံခန့်ခွဲနိုင်ရန်ပေကျင်းအတွက်အရေးကြီးပြီးရခိုင်မှာရှေ့ကုန်းယူထားနိုင်ရေးအတွက်လက်ရှိပြိပခါတွေကိုပုံမှန်မြင့်တက်စေခြင်းမရှိစေရန်တတိထားရမှာလည်းဖြစ်ပါတယ်။အရခတက်တော် A နဲ့ရိုဟင်ဂျာအဖွဲ့များကြားဆက်ဆံရေးဟာနှစ်ချိုင်းသောယုံကြည်မှုများနဲ့တမိုင်းချင်းဆက်မကျေနပ်မှုများကိုအခြေခံလျက်ရှိပါတယ်။လူမျိုးရေးအမျိုးသားဝါဒဟာမကြာခဏရိုဟင်ဂျာတွေကိုဘေးပယ်ထားပြီး A ရဲ့လူခွင့်ရေးရှုဖော့မှုတွေကြောင့် ဆက်ဆံရေးတွေဟာပုံမတင်းမာလာခဲ့ပါတယ်။အဲဒီပြိပခတွေဟာရခိုင်မှာတည်တံ့ခိုင်မြဲတဲ့ဉာဏ်ဉာဏ်ရေးကိုရရှိရန်ကြီးမားတဲ့အဟံအသာတစ်ခုဖြစ်နေပါတယ်။သို့သောပြန်လည်တင့်မြတ်ရေးအတွက်အခွင့်အလမ်းများရှိနေပါတယ်။အေရဲ့လက်တလောထုတ်ပြန်ချက်တွေဟာစုပေါင်းပါဝင်သောရခိုင်ပြည်နယ်တစ်ခုကိုထောက်ခံခြင်းနဲ့နိုင်ငံရေးရာတွဲဆောင်ဆွေးနွေးမှုများကိုဖွင့်လှစ်ထားခြင်းတို့ဟာ၎င်းတို့ရဲ့ရှင်းကပ်မှုပုံစံတွေပြောင်းလဲမှုတစ်ခုဖြစ်လာနိုင်တဲ့အလားအလာကိုညွှန်ပြနေပါတယ်။ယုံကြည်မှုတည်ဆောက်ရန်အတွက်လူခွင့်ရေးရှိုးပွားမှုနဲ့ ပတ်သက်တဲ့ဆွဆွဲချက်တွေကိုကင်တွေဖြစ်ချင်းချင်းရုံကြများအတွက်အစိုးရအဖွဲ့အစည်းများတွင်တရားမျှတသောကိုစားပြုမှုကိုတရားစီခြင်းနဲ့အပြန်လည်လေးစားမှုကိုမြှင့်တင်ခြင်းကဲ့သို့သောလက်တွေ့ကျတဲ့အစီအစဉ်များကိုဆောင်ရွက်ရန်လိုအပ်ပါတယ်။ကော့ပစားမှာရှိတဲ့ဒုက္ခသည်စခန်းများဟာလက်နက်ကင်အုပ်စုများရဲ့လူသစ်စုဆောင်ရာနေရာများဖြစ်လာခဲ့ပြီးပြည်ပခါရဲ့ရှုပ်ထွေးမှုကိုပုံမှန်မြင့်တက်စေခဲ့ပါတယ်။အတင်းကျပ်စစ်သားစုဆောင်ခံရခြင်းနဲ့နိုင်ငံသားဆာရွက်စာရမ်းများပေးမိဟုသောဂရိကူများကြောင့်ရုံကြထောင်ပေါင်းများစွာဟာ စစ်ကောင်စီရဲ့လက်နက်ကင်အုပ်စုတွေတို့ပါဝင်လာခဲ့ပါတယ်။အဲ့ဒီရှင်နေများကြောင့်လက်နက်ကင်အုပ်စုများရဲ့အခွင့်အရေးယူမှုကိုတားဆီးရန်နဲ့ညီညာရေးနဲ့လုံခြုံရေးအတွက်လှုပ်ဆောင်ကြများကိုထောက်ပံ့ရန်ဦးတည်တဲ့ဂျာဝင်ဆောင်ရွက်မှုများရဲ့အရေးတကြီးလိုအပ်မှုကိုထင်ရှားစေခဲ့ပါတယ်။အေဟာရိုဟင်ဂျာများကို၎င်းတို့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရခိုင်ပြည်နယ်ထည့်သွင်းပါဝင်စေရန်ဆန္ဒရှိကြောင်းဖော်ပြထားပါတယ်။စကလုံးများထက်ကျော်လွန်နေသည့်လှုပ်ဆောင်မှုများကိုအကောင့်တဲပေါ်ရန်မရှိမဖြစ်အရေးကြီးပါတယ်။ရိုဟင်ဂျာလူမှုအတိုင်းဝိုင်းများကိုအုပ်ချုပ်ရေးရန်နေရာများတွင် ပုံမပဝင်စေခြင်းနဲ့တရားမျှတတဲ့ဖွံ့ဖြိုးရေးကိုအလေးပေးခြင်းတို့ဟာယုံကြည်မှုနဲ့အတူရှင်တွဲနေထိုင်မှုရဲ့အခြေခံအုတ်မြစ်များကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။နိုင်ငံကဖွဲ့စည်းတွေဟာအဲ့ဒီကွာဟချက်ကိုဖြည့်ဆည်းရမှာအရေးပါတဲ့အခန်းကဏ္ဍကပဝင်နိုင်ပါတယ်။အေးရွန်ဂျာကောင်းဆောင်များနဲ့အခြားအကျိုးသက်ဆိုင်သူများကြားညီနိုင်ဆွေးနွေးပွဲများပြုလုပ်ရှင်ပြပူးပေါင်းဆောင်ရွက်မှုအတွက်မူပေါင်းတက်တစ်ခုကိုဖန်တီးရမှာအထောက်အကူဖြစ်စေနိုင်ပါတယ်။အဲ့ဒီလှုပ်ဆောင်ချက်တွေဟာအတိတ်ပဲရှိသောရလမ်းများရရှိစေရန်ပွင့်လင်းမြင်သာမှုနဲ့တာဝန်ယူမှုတွေကိုလည်းအခြေခံထားရမှာဖြစ်ပါတယ်။ မတူညီသောတံများကိုပေါင်းစပ်ထားသည့်စီးလုံးညညသော အုပ်ချုပ်ရေးပုံစံတစ်ခုကသာရခိုင်ပြည်တွင်ရေရှည်တည်တံသောတည်ငြိမ်မှုအတွက်အခြေခံအုပ်မြစ်ကိုရှာပေးနိုင်မှာဖြစ်ပါတယ်။ရခိုင်ပြည်ရဲ့အနည်းဆက်ဆုံးအိန္ဒိယနိုင်ငံများဖြစ်တဲ့အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်တို့ဟာရခိုင်ပြည်ရဲ့အနာဂတ်ကိုပုံဖော်ရမှာအရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်နိုင်ပါတယ်။အိန္ဒိယရဲ့မဟာဗျူဟာမျိုးလှုပ်ဆောင်ခြင်းများဥပမာကလဒန်ဘက်ဆောင်တည်ယူပို့ဆောင်ရေးစီမံကိန်းဟာ၎င်းတို့ရဲ့အနောက်မြောက်ပြည်နယ်များနဲ့အခြေတောင်အာရှကြားဆက်သွယ်ရေးကိုမြှင့်တင်ရန်ရည်ရထားပါတယ်။သို့သောအေရဲ့နာမည်ထိန်းချုပ်မှုဟာ နယူးဒေလီအတွက်စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများကိုဖန်တီးပေးနေပါတယ်။အိန်နဲ့တရက်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်အိန္ဒိယဟာ၎င်းတို့ရဲ့အခြေခံအဆောက်အအုံစီမံကိန်းများကိုလုံခြုံစေအောင်သာမကဒေတာရင်းကုန်သွယ်ရေးကိုလည်းမြင့်တင်နိုင်မှာဖြစ်ပါတယ်။လက်တွေ့ကျတဲ့ပူးပေါင်းဆောင်ရွက်မှုတွေဟာအိန္ဒိယ၏ယင်းနှီးမြှုပ်နှံမှုများကိုကာကွယ်ရုံသာမကရခိုင်မှာ၎င်းတို့ရဲ့တည်ရောက်မှုကိုလည်းခိုင်မာစေမှာဖြစ်ပါတယ်။အိန္ဒိယရဲ့ပါဝင်ဆောင်ရွက်မှုဟာဤဒေတာမှာတရုတ်ရဲ့တိုးတက်လာသောလွှမ်းမိုးမှုကိုထိန်းညှိရမှာလည်းအထောက်အကူဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်အတွက်လက်ရှိရုံးကြပြဿနာဟာ ဆက်လက်အရေးကြီးနေဆဲဖြစ်ပါတယ်ဒုက္ခတဲ့တန်းကြော်ကိုလက်ခံထားရခြင်းဟာဒါကရဲ့အရင်မြစ်ကိုဝင်ပြီစေပြီးပြည်တွင်းတင်းမာမှုတွေကိုမြင့်တက်စေခဲ့ပါတယ်အေးနဲ့ပုံမပြေတဲ့သောရှင်းကမ်းမှုကိုကျင့်သုံးခြင်းဖြင့်ဘင်္ဂလားဒေ့ဟာလူသားချင်းစာနာမှုဆိုင်ရာလမ်းကြောင်းများကိုဖန်တီးခြင်းနဲ့နေစားဖြတ်ကျော်လုံခြုံရေးပြဿနာများကိုဖြေရှင်းခြင်းကဲ့သို့သောပူးပေါင်းဆောင်ရွက်မှုအတွက်နေရန်တများကိုရှာဖွေနိုင်ပါတယ်အေးနဲ့ဆွေးနွေးမှုများဟာရုံးကြဒုက္ခတဲ့များအားဆေးရထက်သန်စွာနဲ့ဂုံတိတ်ခရှိရှိပြန်လည်နေရာချထားရေးအတွက်လမ်းခင်ပေးနိုင်ပါတယ် အိန္ဒိယနဲ့ဘင်္ဂလားဒေ့နိုင်ငံလုံးဟာအေရဲ့လက်တွေ့အာဏာကိုအတိအမှတ်ပြုပြီးရခိုင်မှာအဓိကအကျိုးသက်ဆိုင်သူတူအဖြစ်၎င်းနဲ့ပူးပေါင်းဆောင်ရွက်တင်ပါတယ်။ထို့ကဲ့သို့ချင်းကမှုဟာတည်ငြိမ်မှုကိုမြင့်တင်နိုင်ပြီးဒေတာရင်းအကျိုးစီးပွားများကိုမြင့်တင်နိုင်မှာဖြစ်ပါတယ်။ဘာတွေဆောင်ရွက်ပေးနိုင်မလဲ။ရခိုင်မှာတည်တဲ့ခိုင်မဲ့တဲ့ငြိမ်းချမ်းခြင်းနဲ့တည်ငြိမ်မှုကိုရရှိရန်အုပ်ချုပ်ရေးဒေတာရင်းပူးပေါင်းဆောင်ရွက်မှုနဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကိုဦးစားပေးပြီးဗတ်ဆောင်ပြူဟာတစ်ခုလိုအပ်ပါတယ်။အဓိကအဆင့်များကတော့အောက်ပါအတိုင်းပါဝင်ပါတယ်။ အေအားစီးအောင်မြင်မှုများကိုကြော်လွန်ကစူပေါင်းပါဝင်သောခေါင်းဆောင်မှုစွမ်းရည်ကိုပြသနိုင်ရန်လိုအပ်ပါれ၎င်းတွင်ရုံကြပါဝင်လူမှုအတိုင်းဝိုင်းအားလုံးရဲ့အခွင့်အရေးများကိုကာကွယ်ခြင်းနဲ့ရခိုင်ရဲ့ကွဲပြားမှုများကိုထင်ရှားသည့်တရားမျှတသောအုပ်ချုပ်ရေးရန်ရံများဖန်တီးခြင်းတို့ပါဝင်ပါれထိခိုက်သောဆွေးနွေးမှုများကိုမြင့်နေခြင်းအေရုံကြအဖွဲ့များနဲ့အကျိုးသက်ဆိုင်သူများကြားနိုင်ငံတကာမှဂျာဝင်ညှိနှိုင်းပေးသည့်ဆွေးနွေးပွဲများသည်ယုံကြည်မှုတည်ဆောက်ရန်နဲ့တမိုင်းကျောင်းဆိုင်ရာမကျေနပ်မှုများကိုဖြေရှင်းရန်အတွက်အရေးကြီးပါれ ီလှုပ်ဆောင်ကြမ်းရသည့်ပွင့်လင်းမြင်သာပြီးတာဝန်ယူမှုနှင့်တိုးတက်မှုကိုတေချာစေသည့်ရန်နေရာများဖြင့်ပံ့ပိုးပေးမှာဖြစ်ပါသည်။မဟာပြူဝမြောက်ယင်းနှင့်မြုံနယ်မှုများကိုအသုံးချခြင်းတရုတ်အိန္ဒိယနှင့်အခြားအကျိုးသက်ဆိုင်သူများဟာ၎င်းတို့ရဲ့စီမံကိန်းများကိုရခိုင်ပြည်မှာရှိတဲ့လူမှုအတိုင်းဝန်များရဲ့လူမှုစီးပွားဖွံ့ဖြိုးရေးအတွက်အထောက်အကူပြုရန်တေချာစေရပါမယ်။ပညာရေးကျန်းမာရေးနဲ့အခြေခံအဆောက်အအုံများမှာယင်းနှင့်မြုံနယ်မှုများဟာကောင်းမွန်သောဆက်ဆံရေးကိုမြှင့်တင်ပေးနိုင်ပြီးပြိပခါတွေရဲ့အခြေခံအကြောင်းရင်းများကိုချော့ချပေးနိုင်မှာဖြစ်ပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကိုမြင့်နေခြင်းဘင်္ဂလားဒေ့ရဲ့အိန္ဒိယအပါအဝင်ဒေတာရင်းအဖွဲ့အစည်းများဟာနေဆက်ဖြတ်ကျော်အကူအညီများကိုလွယ်ကူချောမွေ့စေပြီးရွှေ့ပြောင်းနေထိုင်သူများရဲ့အရေးပေါ်လိုအပ်ချက်ကိုလည်းဖြည့်ရှင်းသင့်ပါတယ်နိုင်ငံတကာအဖွဲ့အစည်းများနဲ့ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့်လူမှုဘဝများကိုပြန်လည်တည်ဆောက်ရန်နဲ့ဆင်းရဲဒုက္ခများကိုရောပါသက်သာစေရန်အထောက်အကူပြုနိုင်ပါတယ်ရခိုင်ပြည်ရဲ့စင်ကုံမှုများဟာကြီးမားတော့လေမဖြည့်ရှင်းနိုင်တော့အောင်မဟုတ်ပါစုပေါင်းပါဝင်သောအုပ်ချုပ်ရေးမဟာဗျူဟာမျိုးပေါင်းဆောင်ရွက်မှုနဲ့နိုင်ငံတကာမှဆက်လက်ထောက်ပံ့မှုတို့ဖြင့် ဤဒေတာဟာပြည်ပခါမှာတည်ငြိမ်မှုတို့ကူးပြောင်းနိုင်မှာဖြစ်ပါတယ်။တမိုင်းကျောင်းဆိုင်ရာမကျေနပ်မှုများကိုဖြေရှင်းခြင်းနဲ့ပူပေါင်းဆောင်ရွက်မှုကိုမျှတင်ခြင်းတို့ဖြင့်ရခိုင်ပြည်ပြည်နာများဖြင့်ပြည်နယ်နေသောဒေတာတစ်ခုမှသည်ကျဉ်းကျဉ်းခံနိုင်မှုနှင့်တိုးတက်မှု၏ဆန္ဒမူနာတစ်ခုဖြစ်လာနိုင်သည့်ဒေတာဖြစ်လာရန်အလားအလာရှိပါသည်။